သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနမဒီကနေ့ဂျွန်လ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ American နိုင်ငံမှာရောက်ရှိနေတဲ့မြန်မာပြည်သူများရဲ့အခက်အခဲများကိုကူညီဆောင်ရွက်ပေးသွားမယ်လို့ NUG အစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့မြန်မာပြည်သူများရဲ့အခက်အခဲများကိုကိုကြီးဆောင်ရွက်ပေးသွားမယ်လို့အန်ယူဂျီအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်။အဆိုပါပြောဆိုချက်ဟာယနေ့ဇွန်လ၁ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တရင်စကားပြောကြားခြင်းအစီအစဉ်မှာပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးအကြောင်းအမျိုးမျိုးကြောင့်မြန်မာပြည်ကိုပြန်မလာနိုင်သေးတဲ့သူတွေအနေနဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့တည်ဆဲဥပဒေစီမင်းစည်းကမ်းတွေကိုလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းပါတယ်အကက်ကဲတစုံတရာရှိတဲ့ဆိုရင်လေအမေရိကန်ပြည်ထောင်စုကအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီးအကူအညီတောင်းနိုင်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကုညီဆောင်ရွက်နိုင်တဲ့ကိစ္စဆိုရင်တက်နိုင်သမျှကုညီဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုခဲ့ပါတယ် အမေရိကန်နိုင်ငံကပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တဲ့စရင်းထဲမှာမြန်မာနိုင်ငံပါဝင်နေတာကိုစိတ်မကောင်းစရာအနေဖြင့်တွေ့မြင်ရပြီးအမေရိကန်ပြည်ထောင်စုအနေနဲ့လုံခြုံရေးအပအဝင်တခြားကိစ္စရဲ့များနဲ့ပတ်သက်ပြီးစိုးရင်စရာတွေ့ရှိတဲ့အတွက်လုံတင်သည့်ကိစ္စများဆောင်ရွက်သည်ကိုနားလည်ကြောင်းထပ်မံပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံသားများနဲ့မြန်မာနယ်ပယ်များမြန်မာပြည်ကိုပြန်မလာပြစ်တဲ့အကြောင်းနဲ့မှာ မြန်မာပြည်မှာစစ်အာဏာသိမ်းဖို့ကြိုးစားမှုနဲ့နောက်ဆက်တွဲခုခံတော်လှန်စစ်တွေဖြစ်ပွားနေတာအပြင်အကြမ်းဖက်စစ်တပ်ကလူငယ်လူရွယ်တွေကိုအတင်းအတက်မှစစ်သားစုဆောင်းနေတဲ့ကိစ္စတွေကြောင့်အထူးသဖြင့် American ပြည်ထောင်စုကိုရောက်ရှိနေတဲ့လူငယ်လူရွယ်တွေចောင်းသားတွေဟာနေရက်ကိုမပြောင်းနိုင်ကြတာဖြစ်ပါတယ်။ American ပြည်ထောင်စုအနေနဲ့အဲ့ဒီလိုမပြောင်းနိုင်သေးတဲ့သူတွေကိုလက်ခံစောင့်ရှောက်ပေးထားတာကိုလည်းကျေးဇူးတင်ပါတယ်။ယာယီအကာအကွယ်ပေးမှုအစီအစဉ် Temporary Protected Status ကိုလည်းတက်တန်းထက်မှန်တိုးမြှင့်ပေးဖို့မြေတားရက်ခံလိုပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆက်လက်ပြောဆိုခဲ့ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့စစ်ကောင်စီကစက်ချို့ရွံ့ရွတိုက်လေရင် ပြက်ကြဟုလိန်လေထုတ်ပြန်ချိန် PLA ကပြက်ကြတဲ့တိုက်လေရင်ရဲ့ဓက်ပုံများကိုဝေဝေဆာဆာထပ်မံထုတ်ပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာပြစ်ချခံရ၍တိုက်လေရင်ပြက်ကြမှုကိုစက်ချို့ရွံ့ရွပြက်ကြတယ်လို့စစ်ကောင်စီကလိန်လေသတင်းထုတ်ပြန်လိုက်ပါတယ်။ ယနေ့ဇွန်လ10ရက်နေ့မော်လယ်12:55မိနစ်ခန့်မှာပလဲမြို့နယ်ကန်တောင်ရေစကန်သိမ်းတိုက်ပွဲကိုဘုံလာကျဲ့တဲ့အကြံဖတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကဆက်ချိုးရွံ့၍တိုက်လျင်ပြက်ကျတယ်လို့လိန်လယ်သတင်းထုတ်ပြန်လာချိန်မှာပဲ PLA ကပြက်ကျတိုက်လျင်ရဲ့ဓာတ်ပုံများကိုဝေဝေဆာဆာထပ်မံထုတ်ပြန်လိုက်ပါတယ်။အကြံဖတ်စစ်ကောင်စီက တိုက်လေရင်နဲ့စစ်ရဟရင်များပြစ်ချခံရ၍ပြက်ကြတိုင်းဆက်ချွ့ယွင်း၍ပြက်ကြတယ်လို့အမည်လိုလိုလိမ့်နေတဲ့တရင်ထုတ်ပြန်လေးရှိပါတယ်။မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်ရဟရင်နှစ်စီးကို KIA ကအသေးကန်ဒရုန်းများနဲ့ပြစ်ချနိုင်ခဲ့ပြီးယင်းရဟရင်ပြက်ကြမှုကိုလည်းစစ်ကောင်စီကဆက်ချွ့ယွင်း၍ပြက်ကြတယ်လို့လိမ့်လင်းတဲ့တရင်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာအထူးစီးပွားရေးဇုံကိုဆက်လက်လုပ်ကိုင်မယ်လို့စစ်ကောင်စီပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရကတက်တော် AA နဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာကြောက်ဖြူအထူးစီးပွားရေးဇုံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကြောက်ဖြူရင်းနဲ့စိတ်ကန်းစီမံကိန်းကိုဆက်လုပ်သွားမယ်လို့စစ်ကောင်စီကပြောပါတယ်။ ယမန်နေ့ဇွန်လ9ရက်နေ့ကနေပြည်တော်မှာပြုတ်လုခဲ့တဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့ရဲ့2025-2026ဘန်နာနှစ်ပထမအကြိမ်အစည်းအဝေးမှာစစ်ကောင်စီကရင်ကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌရင်းနှီးမြှုပ်နှံမှုနိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကြောက်ဖြူအထူးစီးပွားရေးဆောင်ရဲ့ကြောက်ဖြူရင်းနှီးစိတ်ကန်းစီမံကိန်းအတွက်ဥပဒေ၊ဤဥပဒေ၊လုံထုံးလုံနှီးများနဲ့အညီဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း လုပ်ငန်းအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်တိလဝါအထူးစည်းပွားရေးဇုံမှာပြည်ပပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့ပြည်ပပို့ကုန်မြင့်တင်အောင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံရဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရမယ်လို့ဒေါက်တာကန်စောကပြောကြားခဲ့ပါတယ်။မြန်မာအထူးစည်းပွားရေးဇုံဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်ကလည်း ကြောက်ပြုတ်ထူးစီးပွားရေးစုံစီမံကိန်းနဲ့ဒဝဲထူးစီးပွားရေးစုံစီမံကိန်းများအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများကပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ကြောက်ပြုတ်ဒေတာမှရှိတဲ့စစ်ကောင်စီတရင်များ၊ဒညဝတီရေတပ်မှတက်ဖြန့်ထားတဲ့စစ်ကြောင်းများ၊ကာကင်းစခန်းများ၊အခြေစိုက်စခန်းများနဲ့အရခတ်တပ်တော် AA တို့ဟာကြောက်ပြုတ်မျိုးအနိမ့်မှတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ကြောက်ပြုတ်မျိုးနဲ့လက်ကမောင်းမင်းတက်တောင်းနှံဖဲ့တောင်းစမှုလက်မှုတင်တဲ့ကြောင်းတစ်ပုတ်တောင်ကြေးရွာတဝိုင်း ရေတပ်ဌာနအနီးတစ်ဝိုက်နဲ့အမှတ်30နှစ်ရေတပ်ရင်းတို့အနီးမှာစစ်ကောင်စီကတပ်ဖြတ်ထားခြင်းဖြစ်ပါတယ်ရင်အထဲမှာလက်ခမောကာကင်စခန်းမင်းတက်တောင်စစ်စခန်းနဲ့နန်းဖဲတောင်ကာကင်စခန်းတို့ကိုအရက်ခတ်တတော်အေအေကတင်ပိုက်ထားကြောင်းလဲမြေပြင်သတင်းအရင်းမြစ်များထံကနေသိရှိရပါတယ်။မေလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့နန်းဖဲတောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့တက်မတက်တက်ချင်းမြတ်တရင်ဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် နောက်ထပ်အရာရှိနဲ့စစ်သားစုစုပေါင်း9ဦးမှာ AA ရဲ့စနိုက်ပါပစ်ခတ်မှုကြောင့်တိတ်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။မေလ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းတက်တောင်ကြေးရွာအနီးတိုက်ပွဲမှာလဲစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်တုံမှန်15ဦးကို AA ကအရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။ကြောက်ဖြူတိုက်ပွဲအတွင်း AA ရဲ့ထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းများမှာကစင်ကလေးထွက်ပြေးနေကြောင်းလည်းသိရပြီးအာရခတ်တပ်တော် AA ကလိုက်လံတိုက်ခိုက်ရှင်းလင်းနေတယ်လို့သိရှိရပါတယ်။ AA ရဲ့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲကြီးမှာယနေ့မနက်ပြန်ဆိုးသလိုအချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမှာပဲအာနာသိန်းစစ်ကောင်စီကကြောက်ဖြူမျိုးမှာရှိတဲ့စီမံကိန်းများကိုဆက်လက်အကောင့်ထဲပို့မယ်လို့ပြောဆိုနေခြင်းကလက်တွေ့မကျဟုလည်းသုံးသက်သူများကပြောဆိုနေကြပါတယ်။မြန်မာအထူးစီးပွားရေးဇုံဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့အစည်းအဝေးကိုမြန်မာအထူးစီးပွားရေးဇုံဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့အဖွဲ့ဝင်ဒုတိယဝန်ကြီးများ တီလဝါကြောက်ဖြူနဲ့ဒဝဲအထူးစည်းပွားရေးဇုံတို့မှစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအမြဲတမ်းအတွင်းဝင်များညွန်ကြားရေးမှုချုပ်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့မြန်မာထိုင်းနယ်စပ်စစ်တပ်ရဲ့ point 2566စကန်းကိုတော်လန်ရစ်တက်တွေထပ်မံတင်ပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ point 2566တက်စကန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ဇွန်လ10ရက်နေ့မှာတိမ့်ပိုက်ခဲ့ပါတယ်။အဲ့ဒီတစကန်းကိုတော်လန်ကြီးပူပေါင်းတက်တွေကဇွန်လ10ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး၃ရက်အကြာဇွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာအပြစ်သက်တိမ့်ပိုက်ရရှိခဲ့တာလို့ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်လိုက်ပါတယ်။ point 2566တစကန်းရဲ့အထိုင်တက်ဟာခလာရ25ဖြစ်တယ်လို့လည်းဆိုပါတယ်။ထီထပြူဝါရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့နေဆက်တစကန်းလည်းဖြစ်ပါတယ်။အဲ့ဒီတစကန်းကိုစစ်တပ်က1998ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာတိစောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ စခန်းသိမ့်ပိုက်ရာမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ၄ကဥဆောင်ပြီးကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း9တပ်မဟာ drone တပ်ဖွဲ့ Karen Drone Special Force KDSF ထိမှုပွားဒေသရှိတတော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးအစည်းအရုံးနဲ့မဟာမိတ်တများဖြစ်တဲ့ TPLF နဲ့ FFD drone တပ်ဖွဲ့တို့ပူးပေါင်းသိမ့်ပိုက်ခဲ့တာလို့လည်းဖော်ပြထားပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ အန်ယူဂျီတမနာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောတာဝန်မှအနားယူလိုက်ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံတော်တမနာယုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောဟာယနေ့ဇွန်လ၁၀ရက်နေ့မှစ၍တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်းအန်ယူဂျီကသတင်းထုတ်ပြန်လိုက်ပါတယ်။သို့တော်မြည်သည့်အတွက်ကြောင့်အနားပေးလိုက်ခြင်းကိုတော့အန်ယူဂျီအနေနဲ့တရားပေါ်ပြထားခြင်းမရှိသေးပါဘူး။ဦးကျော်စောကိုပြောရေးဆိုခွင့်ရတော့မှအနားယူလိုက်ပေမဲ့အစာထုတ်ခန့်မဲ့သူကိုဖော်ပြခြင်းတော့မရှိသေးပါဘူး။ ထိုကိစ္စနဲ့ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူထံစာဖြင့်ဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။ဥကျော်စောဟာပြောရေးဆိုခွင့်ရှိသူယာတူးမှအနာယူလိုက်ပေမဲ့လည်း NUG နိုင်ငံတော်တမရာရုံးရဲ့မဟာပြူဟာမြောက်ထိတွေ့ဆက်ဆံမှုနဲ့ပေါင်းဆက်ညီနိုင်းရေးကဏ္ဍများမှာဆက်လက်တာဝန်ယူထမ်းဆောင်သွားမှာဖြစ်ကြောင်း NUG ကစုထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအစောထိနောက်ဆက်ကြဲကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။